အားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့စစ်တပ်ကလှုပ်ဆောင်နေတဲ့ရွေးကောက်ပွဲဟာဘာမှထားခြားသွားမှာမဟုတ်ဘူးလို့အဖသားရာစာပြောပြလာတဲ့ရုပ်တံကိုတင်ဆက်ပေးခြင်းပါတယ်ဒီနေ့ခေတ်တမိုင်းကြောင်းလေးအကြောင်းကျွန်တော်မပြောခြင်းဒီနေ့ခေတ်တမိုင်းကြောင်းအကြောင်းလက်ရှိဖြစ်နေတဲ့အကြောင်းလေးပြောရင်ထောက်ကြနိုင်တယ်ဟောအဲ့တော့အတိတ်ကတမိုင်းကြောင်းလေးနဲ့အတိတ်ကအကြောင်းအရာလေးတွေကိုနည်းနည်းပြောခြင်းမယ်လက်ရှိဖြစ်နေတာတွေနဲ့ကိုယ့်အကူ miss လောက်ကြည့်လိုက်နော်ချိန်ထိုးပြီးမှုနှောက်ကြည့်လိုက် ျွန်တော်အမြဲတမ်းပြောခဲ့ဘူးတဲ့အင်းဝဟန်တာပရိဒါတော့ခင်ဗျားတို့လည်းကြားရရိုးနေလို့ဆိုတော့နည်းနည်းဒီဘက်ကိုရှုပ်လိုက်မယ်ပိုကျော်အောင်ဆန်းတို့ခဲ့ပါတော့အဲ့ဒီနောက်ပိုင်းလွတ်လည်ရပြီးကစားနောက်ပိုင်းမြန်မာနိုင်ငံရဲ့အလံဟာအနီယောင်အောက်ခံအပြာယောင်တောက်မှန်တယ်ကျေအကြီးကြီးတစ်လုံးကိုကျေအသေးလေး၅လုံးဝင်ရထားတယ်ဟိုတော့တိုင်းရင်းသားတွေကဗမာနဲ့တိုင်းရင်းသား၅မျိုးစုစုပေါင်း၆မျိုးပဲရှိတယ်အခုလူစလင်းမျိုးရှိသေးဘူး တချို့ဟိုအရန်သေးတဲ့လူကြီးနေတဲ့တိုင်းသားတွေနှစ်ခုတစ်ခုပေါင်းထားလေးတော့ရှိခဲ့တယ်။နောက်ထပ်သမိုင်းကြီးကိုကိုပြန်ဖတ်ကြည့်ရင်သဘောပေါက်လာလိမ့်မယ်။ဆိုတော့ကျွန်တော်တို့ရန်ကုန်မြို့တော်ခမ်းမရှိရလွတ်လပ်ရေးကြောက်တိုင်ရအပေါ်ကနေမြင်ရတဲ့ပုံစံဟာကျွန်တော်တို့မြန်မာနိုင်ငံလွတ်လပ်ရေးရပိကသပထမဦးဆုံးမြန်မာနိုင်ငံနော်အဲ့တော့ပြည်တော်စုဆိုရှယ်လစ်အမရမြန်မာနိုင်ငံတော်လို့ဖြစ်လာတဲ့အချိန်မှာအလုံသမားလေသမားဦးစားပေးတယ်မြန်မာနိုင်ငံဒီမိုကရေစီဆိုတဲ့စကားလုံးထက် အလုံသမားလေသမားကိုဦးစားပေးတဲ့ community ဆန်းဆန်းနော် community နဲ့မကွာတဲ့တပါတီစနစ်အုပ်ချုပ်ခဲ့ဦးရဆိုတော့အဲ့ဒီလိုအနေထားမျိုးဒီမှာမြန်မာနိုင်ငံရဲ့အလံဟာခုနပြောတဲ့ကျဲအကြီးတစ်လုံးကိုကျဲအသေးလေး၅လုံးရန်ထားတာကနေစပန်နံရဲ့ဆက်သွားရဲ့ရေတူကျဲပြီး၁၄လုံးဝန်းရံနဲ့အလံဖြစ်ဒါကျွန်တော်တို့စာတင်ခဲ့ရတယ်ဒုအလံဆိုပြီးစာတင်ခဲ့ရတဲ့အလံတစ်ခုဒါကျွန်တော်တို့တင်ခဲ့ရတာပေါ့နော်ဆိုတော့၂၀၁၀ခုနှစ်နောက်ပိုင်းမွေးတဲ့လူတွေကတော့အဲ့ဒီအလံကိုသိမှာမဟုတ်ဘူးဒါ၂၀၁၈ရှေ့က လူတွေကတော့သိလိမ့်မယ်။ထားပါတော့ဒီကပြောချင်တာကိုအဲ့ဒီအလံကြောင့်ပြောချင်တာ။ကျွန်တော်တို့မြန်မာနိုင်ငံကအခုချိန်မှာဒီမိုကရေစီနိုင်ငံတော်လို့သတ်မှတ်ထားပေမဲ့ကျွန်တော်တို့မြန်မာနိုင်ငံအဓိကမဟာမိတ်နိုင်ငံတွေဟာကွန်မြူနစ်နိုင်ငံတွေကြီးပဲ။တရုတ်ကွန်မြူနစ်ပါတီအုပ်ချုပ်တာ။လက်ရှိလက်တရုတ်ကကွန်မြူနစ်လမ်းစဉ်နဲ့တွားနေတာ။နောက်ကိုရီးယားစီးဆိုင်ရမဟာမိတ်။နောက်ကိုရီးယားလည်းကွန်မြူနစ်နိုင်ငံ။ရုရှားဒီမိုကရေစီပြင်မဲ့ကွန်မြူနစ်အုပ်မြစ်ကွန်မြူနစ်အခြေခံကွန်မြူနစ်သွေးတွေရုရှားမှာရှိတယ်။ဆိုတော့ မြန်မာနိုင်ငံကရောဘယ်လိုအနေထားမျိုးလဲဒီမိုကရေစီလို့ပြောရင်လွတ်လပ်စွာသဘောထားကိုယ်လဲကိုယ်နေလွတ်လပ်စွာပြောရေးဆိုခွင့်နေလွတ်လပ်စွာဝေဖန်ပိုင်ခွင့်နေရှိမှာဟုတ်ပြီနော်အကွန်မြူနတီနိုင်ငံတွေမှာတော့အဲ့ဒါရှိမှာမဟုတ်ဘူးဒုအန်တုံနှမျိုးပဲရှိလှုပ်ဆိုတဲ့အရာလှုပ်မလှုပ်နဲ့ဆိုတဲ့အရာလုံးဝမလုပ်နဲ့ရှင်းရှင်းလေးကွန်မြူနတီကရိုးရှင်းလေဒီမိုကရေစီလို့အာယုန်နေနောက်ရှုပ်ချမ်းလို့လှုပ်ဆိုတာလှုပ်မလှုပ်နဲ့ဆိုတာမလုပ်နဲ့လှုပ်ဆိုတဲ့အရာကိုမလုပ်ရင်အရေးယူမယ်မလှုပ်နဲ့ဆိုတဲ့အရာကိုလှုပ်ရင်အရေးယူမယ်ဒါပဲရှင်းရှင်းလေးဒုအန်တုံနှမျိုးပဲရှိတယ်ဆိုတော့မြန်မာနိုင်ငံရဲ့အလံမှာ စပယ်နဲ့ဆက်သွားကျေပါတယ်ပဲကွန်မြူနီနိုင်ငံအလန်နီကိုကြည့်လိုက်တူတစင်ကျေတူသည်အလုံသမားတို့ကိုကိုးစားပြုတယ်တစင်သည်လေသမားကိုကိုးစားပြုတယ်ကျေသည်ပါတီကိုကိုးစားပြုတယ်ပါတီကအလေးပြမယ်ရှေ့ဆောင်မယ်ပေါ့အလုံသမားလေသမားနောက်ကနေပူပေါင်းဒါတို့တို့နဲ့ဖွဲ့စည်းထားရပေါ့အနည်းအောင်အားလုံးရဲရဲရင်နေပေါ့တက်နေတော့ပေါ့ဆောမြန်မာနိုင်ငံအလန်ကြည့်ပြကြည့်လိုက်စပယ်နဲ့အလုံလေသမားကိုကိုးစားပြုတယ်ဆက်သွားအလုံသမားကိုကိုးစားပြုတယ်ကျေတိုင်းနေပြည်နယ်၁၄ခု ပြည်အောင်စုပေါ့ကိုစားပြုတယ်ရိုးရှင်လေလောက်သမားလေသမားကိုကိုစားပြုထားတဲ့တူနဲ့တစင်းနဲ့မြန်မာနိုင်ငံတော်ရဲ့စပန်နဲ့ဆက်သွားအတူတူပဲပုံစံလေးသာကွဲတာအလေးပဲဖွင့်ဆိုခြင်းအတူတူပဲဆိုတော့ဟိုတော့ပြောတယ်လောက်သားပြည်သူများလောက်သားနေစဉ်တရင်းသာလောက်သားကောလိတ်အလောက်သမားလေသမားကွန်မြူနီနိုင်ငံနေလို့ပဲဦးစားပေးခဲ့တဲ့ခေတ်မြန်မာပြည်မှာရှိခဲ့တယ်ဟုတ်ပြီနော်အဲ့ဖက်တို့ကျွန်တော်တို့တော့မမီးတီလည်းမတီဘူးကျွန်တော်တို့ရဲ့အမေတွေနော်ကျွန်တော်တို့အဖိုးတွေဖွားတဲ့ခေတ်ကရှိခဲ့တယ်လောက်သားကောလိတ်ဆိုတာတွေ နော်ခုကျွန်တော်တို့တော့မမိဘူးဒီခေတ်မှာရှိလည်းမရှိဘူးနော်ထားတော့ကျွန်တော်မမိတဲ့ခေတ်တွေမပြောဘူးဆိုတော့ကိုလေးလာထားတဲ့အကြောင်းလေးပြောပြတာတစ်ချိန်လုံးကမြန်မာနိုင်ငံကွန်မြူနီဆန်ဆန်ပါကြမှုလေတပါတီကျူးစနစ်နဲ့အုပ်ချုပ်ခဲ့မှုလေအဲ့တော့တပ်မတော်ကြီးကလည်းအဲ့ဒီကနေစဉ်သက်လာတဲ့တပ်မတော်ဖြစ်တဲ့အတွက်တသွေးတသန်တမိတ်နဲ့အုပ်ချုပ်တယ်ဟုတ်ပြီနော်မားလည်းမားလည်းလာမျိုးနဲ့ခိုင်းရလို့အမိတ်ဒါမိတ်ဒီလိုအုပ်ချုပ်တာ哦ဆိုတော့ဒီမိုကရေစီလို့ပြောင်းလဲလိုက်အလံပြောင်းလိုက်ုံနဲ့နော်ဝါစိမ့်နေ၃ောင်ချေအလေကောင်မှာကျေလေးတစ်လုံးထည့်ပြီးအလံကြီးပြောင်းလိုက်ုံနဲ့ ပြည်ထောင်စုတပ်မတော်မြန်မာနိုင်ငံတော်လို့နိုင်ငံတော်ရဲ့အမြူပြောင်းလိုက်ုံနဲ့နိုင်ငံတော်တချင်းကိုခြေစင်းရဆဆူလိုက်ုံနဲ့ပြောင်းလဲသွားတာပေါ့ဘူးတကယ်တော့ကိုကိုတိုင်းနိုင်ငံထဲမှာရှိတဲ့အုပ်ချုပ်သူတွေရောအုပ်ချုပ်ခန်းတွေရောအားလုံးကိုစီကိုစီပြောင်းလဲမှပြောင်းလဲမှအဲ့လိုပြောင်းလဲဖို့တဲ့နံပါတ်1ဘာလို့လဲဆိုအတိတရားတွေလိုအပ်တယ်အခုကျွန်တော်တို့ကျောင်းဆောင်တွေမှာပြန်လည်ထားတာဒီမှာသွားကြည့်လိုက်ငထွေးယူငလုံးလက်ဖဲညောင်ဖီကျန်စစ်သားလေးဦးကြောင့်အနော်ရထားကြောင်းငရံမန်ကန်းကြောင်း မကျော်စံကြောင်းမန်ဖခိုင်မြမတမိုင်ကမတိုင်ဓာဒီပဲပါတယ်ဒီနိုင်ငံရဲ့အခြေခံအုတ်မြစ်ဖြစ်တဲ့ဒီနိုင်ငံကိုချစ်မြတ်လို့ရမယ်ဘာသာရက်တီစောက်ထဲမှာမတွေ့ဘူးဒီနိုင်ငံကိုဘာကြောင့်ချစ်မြတ်လို့ရမှာလဲဒီနိုင်ငံရဲ့အရေးကြီးတဲ့ဖွဲ့စည်းအုပ်ချုပ်မှုတွေမှာနိုင်ငံသားတယောက်ရဲ့အခွင့်အရေးတွေနိုင်ငံတော်ကာကွယ်တဲ့တပ်မတော်ကြီးရဲ့အခန်းကဏ္ဍတွေစောက်ထဲမှာရှာမတွေ့ဘူးမတွေ့တော့မဖတ်ဘူးမဖတ်တော့မသိဘူးမသိတော့တမုံမထောင်းဒါပဲအဲ့တော့မြောက်ရီတို့ကြီးမုံတို့ပြောလေစက်ကူဒီကုန်တာပဲဖတ်တယ် ဲ့တရင်ကလည်းဘူးမှဖက်ကြောက်မဖြစ်မနေဘူးလို့သာယူတယ်ပြီးရင်ကောက်လှန်လိုက်တယ်ခါကြကြောဖက်တယ်ဘာလို့အာကစားတရင်ဖက်ချက်အကြည့်ကြတယ်နိုင်ငံတကာကြီးကတော့နောက်ကြည့်ရထက်မှသွားကြည့်လဲဘာမှမရှိဘူးလူကြီးတွေတိမဲစိုက်တာမြင်ရတယ်ဖုံမွေးတော့တာမြင်ရတယ်ဒါလေးပဲမြင်နေရတာဘာမှထူးကြတာမပေါ့နော်ပစိမ့်ပိုင်းသူတို့အလုံးလောက်တာကိုကြော်ညာပေးတဲ့အနေထားတစ်ခုပဲရှိတယ်ဆိုကျွန်တော်တို့ကသူတို့လုံနေတာသိနေတာမဟုတ်ဘူးဖြစ်နေတာတွေသိနေတာမြန်မာနိုင်ငံသတင်းဌာနသတင်းကြေညာတယ်အဘိုးကြီးဘသူဘုံဝန်ကြီးချုပ်ဘသူဘဲဝန်ကြီးကဘဲသွားတယ်ဘာစစ်တယ်ဒါလေးကျွန်တော်တို့ကြည့်နေတာမဟုတ်စိတ်ထဲမဝင်သာဘူး ဘယ်နေရာမှာမှုကင်းဘလို့ဖြစ်တယ်အဲ့ဒီပုံကင်းကိုဘလို့ဖော်ထုတ်လိုက်လဲဆိုကိုရီးယားကနေကြည့်ဒါမှမမြင်ရအိန္ဒိယကလားကနေကြည့်မြင်ရတယ်တရုတ်ကနေကြည့်အဲ့ဒီနေ့မြင်ရတယ်မြန်မာနိုင်ငံဒီမိုကရေစီဆိုရခိုင်ရေးစစ်ကောင်စီနဲ့ဘင်္ဂလားဒေ့ရှ်တန်တမာရေးတင်းမာမှုမြင့်တက်တမ်းမတ်နဲ့စစ်တပ်မှုဘင်္ဂလားဒေ့ရှ်ပြန်ခေါ်ယူ ဘင်္ဂလားဒေ့ရှ်အစိုးရကမြန်မာနိုင်ငံဆိုင်ရာတာဝန်ကြီးမနောဟာစိန်အားဒါကာတို့ချက်ချင်းပြန်သွားရန်ညွှန်ကြားထားကြောင်းနိုင်ငံသားရေးဝန်ကြီးဌာနကမေလ28ရက်နေ့တွင်အတည်ပြုပြောထားသည့်2023ခုနှစ်ဩဂုတ်လတွင်နေပြည်တော်၌တာဝန်ထမ်းဆောင်ခဲ့သောမိုနိုဝါဟုစိန်သည်အိန္ဒိယနှင့်နိုင်ငံသားတက်နမန်ရေးတင်မှမှုများမြင့်တက်လာပြီးနောက် ဘင်္ဂလားဒေ့ရှ်ကိုပြန်လာရန်ဘင်္ဂလားဒေ့ရှ်အစိုးရကညွှန်ကြားခဲ့ခြင်းဖြစ်သည့်မြန်မာနှင့်ဘင်္ဂလားဒေ့ရှ်တန်တမန်ရေးတင်မှမှုများမြင့်တက်လာပြီးနောက်မြန်မာနိုင်ငံဆိုင်ရာတန်မတ်ကြီးမိုလိုဝါဟိုစိန်နှင့်စစ်တပ်မှူးဗိုလ်မှူးချုပ်အက်တာဟော့စိန်တို့ကိုယခုလအတွင်းဒါကာသို့ခေါ်ယူခဲ့ခြင်းဖြစ်သည် ရခိုင်ပြည်ရေးနှင့်ပတ်သက်ပြီးဘင်္ဂလားဒေ့ရှ်က AA နှင့်ဆက်သွယ်နေ၍အာနာတိန်စစ်ကောင်စီကကန့်ကွက်ပြောခဲ့ပြီးနောက်ဘင်္ဂလားဒေ့ရှ်မြန်မာနှစ်နိုင်ငံကြားဆက်ဆံရေးမှာတင်းမာလာခြင်းဖြစ်ပြီးအာနာတိန်စစ်ကောင်စီသည်ဘင်္ဂလားဒေ့ရှ်အစိုးရဖွဲ့အား AA နှင့်ဆက်ဆံခြင်းကိုမကြိုက်ကြောင်းတပ်နမန်ရေးလမ်းကြောင်းဖြင့်ဒါကာတို့ပြပို့ထားခြင်းဖြစ်ပြီး AA နဲ့ဆက်သွယ်ဆောင်ရွက်မှုအပေါ်စစ်ကောင်စီ၏ကန့်ကွက်ချက်အားဘင်္ဂလားဒေ့ရှ်ကပယ်ချထားပြီးလိုအပ်၍ဆက်သွယ်နေခြင်းဖြစ်သည်ဟုစစ်ကောင်စီကိုဘင်္ဂလားဒေ့ရှ်ကပြန်လည်တုံ့ပြန်ထားပြီးထိုကဲ့သို့ဆက်သွယ်မှုကိုဘင်္ဂလားဒေ့ရှ်ကလူသိရှင်ကြားအတိအမှတ်ပြုပြောဆိုပြီးနောက်တွင်ဘင်္ဂလားဒေ့ရှ်အစိုးရနှင့်စစ်ကောင်စီတို့မှတင်းမာမှုထင်ရှားလာသည်ဟုဘင်္ဂလားဒေ့ရှ်အမျိုးသားလုံခြုံရေးအကြံပေးကလလရမန်ကပြောသည် ထို့ကြောင့်ဘင်္ဂလားဒေ့ရှ်အစိုးရသည်ရန်ကုန်တွင်ရှိသောရင်းဤစစ်တပ်မှုဂုံမှုချုပ် After Hossein A အရေးပေါ်အခြေအနေဖြင့်ဒါကာသို့ပြန်လာရန်မေလအစောပိုင်းကညွှန်ကြားခဲ့သည်ဘာဖြစ်လို့လုံးဝမရှိကြလဲအပင်နေမှာတော့လူသတ်မှုဖြစ်တယ်တရားရုံးဘလို့ထုတ်သွားလူတွေအစိတ်ဝင်စားတယ်ဒီလူသတ်မှုနဲ့ပတ်သက်ပြီးဘလို့ဖော်ထုတ်မှလဲသူမှစိတ်ဝင်တော့တရားရုံးနဲ့တပ်ပုံရရပြတ်သွားလားလုံးဝအမှောင်ချတာဒီမိုကရေစီဆိုရင်အဲ့လိုအမှောင်ချလို့မရဘူးလေတရားရုံးထဲမှာတရင်လိုက်ယူရမှာတရားသူကြီးဘလို့ဆုံးဖြတ်တယ်လဲကတ်စုတ်ချက်ဘလို့ပေးလဲချစ်နေဘလို့စစ်လဲ ပူလိမ့်မယ်သာရှိရမယ်လောကတကပိတ်ဒီဒီမိုကရေစီလို့ခေါ်လို့ရပါမလားနောက်တစ်ခုလွတ်လပ်စွာဝေမပိုင်ခွင့်မကြိုက်မကြိုက်ဘူးအဲ့တော့ NLD ဒီ NLD ကပေါက်ဖွားလာတဲ့ PDF CRPH NUG ကဖွဲ့ပြီးငါနဲ့ပြုငါရန်သူဆိုပြီးတော့မြမတက်မလို့ရလက်ညှိုးထိုးပြတယ်နော်သတင်းစာရှင်းလင်းပွဲတွေမှာနိုင်ငံတော်အဆင့်ဗိုလ်ချုပ်ကြီးတွေကိုတိုင်ဒီစကားတွေပြောနေတာတကယ်တမ်းကျတော့တို့တို့လုပ်ရည်တို့တို့နဲ့မကြိုက်လို့တို့တို့မထောက်ခံလို့ တတ်တယ်သူတို့လုတ်တက်တာဒါပဲရှိတယ်တတ်မလို့ရအောင်တတ်မလို့ရကိုမထောက်ခိုင်းဘူးတတ်မလို့ရကိုအပြစ်ပြောပြီဆိုတော့ねထောင်းချတော့တာပဲသူပြောတာမှန်သလားလို့မစင်စောင်းဟိုဘက်ကလည်းအဲ့ဒီလိုပဲပြီးတော့ဘာကွာလဲကွန်မြူနီတီတည်နေကွန်မြူနီအကြီးတိုက်နေတယ်လို့ကိုဖြစ်နေတာဆိုတော့ကျွန်တော်တို့ကဒီမိုကရေစီလို့ခေါင်းစဉ်တိုက်ရင်ဒီမိုကရေစီရဲ့စံနှုန်းတွေနဲ့ဒီမိုကရေစီရဲ့အနှစ်သာရတွေနဲ့ပြည့်ဝဖို့လို့လုပ်လိမ့်မယ်တူတူတယောက်တည်းအဖွဲတစ်ခုတည်းပုတ်ကူတယောက်တည်းအဖွဲစည်းတစ်ခုတည်းအနေချုပ်ကင်ထားဖို့မဖြစ်နိုင်ဘူးသူ့လို့သူ့လို့ရမယ် လဘကလဘကလှုပ်လို့မယ်ဆီယံဆီယံလှုပ်လို့မယ်ကျောင်းဆီယံကျောင်းဆီယံလှုပ်လို့မယ်တစ်တော့တစ်တော့လှုပ်လို့မယ်ဆောက်လို့ဆောက်လို့ကိုယ့်လုံကိုယ့်တောင်ကိုကိုယ့်အနေကိုခွဲခြားထားပြီးသားဌာနတွေခွဲဆိုမတူညီတဲ့ယူနီဖောင်းတွေမတူညီတဲ့တာဝန်တွေမတူညီတဲ့လှုပ်ဆောင်ချက်တွေမတူညီတဲ့ပညာသည်တွေနဲ့မတူညီတဲ့အလုပ်တွေတို့ပူးပေါင်းပြီးတော့နိုင်ငံရေးဖွံ့ဖြိုးတိုးတက်ဖို့အလုပ်လုပ်ရမှာဆိုတော့ဒီအနေအထားတစ်ခုမှာကိုယ်ဌာနမှာကြည့်တော့လေဒီလိုပါတယ်ဒါမှမဟုတ်သူအဲ့ဒါမကြွမ်းဘူးများသောအားဖြင့် EBC ကိုနန်းနေမှာပို့ဆိုးတယ်။ EBC မှာအကြီးကဲလုပ်တဲ့တော်တော်များများ အဖြစ်ကြီးကြောင့်နားလည်လူတွေနေတယ်။စီပင်မှလည်းဒီလိုပဲ။စီပင်မှုဆောင်လုပ်တဲ့လူတော်တော်များများနားလည်မှုနေတယ်။ဆိုတော့လုံငန်းမကြွန့်ကြည့်ဘူး။ तू လောက်ခဲ့တဲ့နေပဲ၊ तू ရောက်ခဲ့တဲ့နေပဲနဲ့လက်ရှိ तू လုံနေရတဲ့လေပဲဘာမှမဆိုင်ဘူး။အဲ့ကြားတော့လေလုံငန်းအတင်သွားတာတော့မှန်တယ်။ဒါပေမဲ့သူ့လက်အောက်ကလူတွေအတွေ့အကြုံ तू မမီးဘူး။ဟောတော့ तू ကိုယ်တိုင်မလုပ်ဘူး။လုံငန်းအတွေ့အကြုံကဘယ်လိုလုပ်ရမလဲလို့သာ तू သိလာတာ။ကိုယ်တိုင်မလုပ်တတ်ဘူး။နားမလည်ဘူးလုံငန်းတဘော။ပြဿနာလေးရှိတယ်။ဆိုတော့ပြောချင်တာဟိုတော့က ချမှတ်ခဲ့တဲ့လမ်းစဉ်တွေဟိုတုန်းကချမှတ်ခဲ့တဲ့ဥပဒေတွေဟိုတုန်းကချမှတ်ခဲ့တဲ့စီမင်းတွေလုပ်လို့ရမြချင်းအင်္ဂလိပ်ကထားခဲ့တဲ့စီမင်းဂျပန်ဝင်တော့ဂျပန်ဆက်အုပ်ချုပ်တယ်အဲ့ဒီဥပဒေအဲ့ဒီစီမင်းတိုင်းပဲဂျပန်ကြီးကနေအင်္ဂလိပ်ကပြောင်းလာသူဥပဒေကသူဆက်လုပ်တယ်အင်္ဂလိပ်ပြီးတော့မြန်မာလွတ်လည်ရတယ်အင်္ဂလိပ်ထားခဲ့တဲ့ရုံသာပုံစံတွေစာချုပ်စာတမ်းပုံစံတွေဒီပုံစံတွေနဲ့မဆက်အုပ်ချက်လူတို့ပူလျှော်လေးလုံးဝပြုပြင်ပြောင်းလဲတာမရှိဘူးနိုင်ငံတစ်ခုပြောင်းလဲခြင်းလူပုဂ္ဂိုလ်တွေပြောင်းလဲသွားရုံနဲ့မရဘူးခုခင်ဗျားတို့တော်လိုင်းကြီးလုံနေကြတယ်ဆိုတဲ့ PDF တွေ လက်ရှိတက်မတော်ကြီးဖြူလဲသွားလို့ခဲတို့တက်လိုက်ရောပြီးသွားပြီလို့ထင်လို့လားရှင်းသမျှဝန်ကြီးဌာနကြီးရှင်းသမျှမြန်မာနိုင်ငံအစိုးရဌာနတစ်ခုလုံးပြောင်းနေပြီမရပါလုံလုံးလုံးလေးတွေနေဥပဒေတွေညွှန်ကြားချက်တွေပုံစံတွေအကုန်ပြောင်းအောင်တော့ပေါ့လားမလို့ခင်နဲ့စနစ်နဲ့လာရောက်ညစ်တွေ့ဖို့အကုန်ပြောင်းနေပြီရပါအဲ့လိုမပြောင်းလဲသေးရတော့ဘသူပဲနိုင်နိုင်ဘသူတက်တက်ဘလောက်အုပ်ချုပ်အုပ်ချုပ်ဒီတိုင်းကဒီတိုင်း စကလုံးတွေဒါ TV ပေါ်မှာဒါလှလှပပလေးနဲ့ပါညာပြောနေလိမ့်မယ်။အဲတော့သတင်းစာစကူတွေပေါ်မှာစကလုံးအလှရေးနေလိမ့်မယ်။မိပြီးဖြစ်နေရတဲ့တိုက်ကြီးဘာမှဆိုင်ရှားစီပဲ။ပြောတာပြောတာလှုပ်တာလှုပ်တာဘလုံးမကူမအပ်ဆက်တာ။အဲတော့ပြောတဲ့အလုပ်ညီချင်းရင်ညီအောင်လို့ညီတာပေါ့။ဟုတ်လား။လွတ်လဲမရခင်တော့ပြောခဲ့တဲ့ပြောတွေလွတ်လဲရတော့တလွဲလွတ်လဲရပြီးတဲ့အချိန်မှာပါတီတွေကွဲပါတီတွေကွဲတဲ့ပြန်စုမယ်လို့ပြောထက်ကွဲတခုတည်းဖြစ်တော့လည်းတစ်ခါမှကျင်းတတ်ပြန်အောင်တစ်ခါထက်ပြီးတော့ဘယ်ဆုတ်ချက်ကိုခံဒီနားမှာလည်းတန်တရားလေးနေမှာတော့မှပြီးနိုင်ဆုံးနေမှာမဟုတ်ဘူး။ဘာကြောင့်လဲ။ဒီအုပ်ချုပ်မှုတစ်ခု ဒီစနစ်တခုကိုမကြိုက်လို့မှဒေါ်လာရတာလေကိုလက်ထဲရောက်လာတော့လေဒီစနစ်ပဲပြန်သုံးနေတော့ဘာထူမှလဲဘောကြောင့်ဆန်းတော့ဥဆောင်နဲ့အကြောင်းသားတွေရန်ကုန်ဤတက်ကတော့အဲတော့ကတော့ယူထတန်ကောလိပ်ရန်ကုန်ကောလိပ်ပေါ့ဗျာနော်အဲ့ဒီရန်ကုန်တက်ကတော့ဆန်းပြတဲ့အကြောင်းသားတွေရန်ကုန်တက်ကတော့အဥပဒေကိုမကျင့်တယ်လို့ဆန်းပြကြတာလေနော်လွတ်လည်ရတော့လေအဲတော့ကနေစနစ်နဲ့ဘာမှမချောင်းဟုတ်တော့ဒီစာအုပ်ဒီဥပဒေကိုပဲမြန်မာမှုပြန်ပြုတ်ပြီးတော့လူတို့ပို့ချော်လေး မြန်မာဝါရလီကသုံးလိုက်တာပဲတော့နဲ့လူတက်မှုအင်္ဂလိပ်အုပ်ချုပ်ခဲ့တဲ့မြန်မာနိုင်ငံတော့နဲ့လူတက်မှုအင်္ဂလိပ်ကိုအုပ်ချုပ်ခဲ့တဲ့အိန္ဒိယတော့နဲ့လူတက်မှုပဲတူတူပဲဒီဥပဒေပဲအင်္ဂလိပ်ကကန်တာသူ့ဥပဒေနဲ့သူအုပ်ချုပ်သွားတာတော့အင်္ဂလိပ်အုပ်ချုပ်ခဲ့တဲ့နိုင်ငံတွေအကုန်လုံးရဲ့ပုံမှန်တွေကပရောမမဆင်လူတိုင်းပဲကျွန်တော်တို့အဲ့ဒါကိုဆက်သုံးနေတာဘာလို့ကိုကကိုမပြင်ရတာမျိုးရှင်လေးပြောတော့ဘာဖြစ်လို့ကိုနိုင်ငံနဲ့ကိုက်ညီမဲ့နေစမပြတချိန်တော့အင်္ဂလိပ်ကနှိတ်ကုတ်ဖို့သူ့ကိုဒေါ်လာနဲ့သူ့ကိုပုံကန်နဲ့ဗမာလူမျိုးတွေကိုနှိတ်ကုတ်ဖို့ဥပဒေတွေနှုတ်ခဲ့တာအများကြီးပဲ ဥပဒေတွေလောက်ထားပြခဲ့တာအများကြီးပဲအဲ့ဒီဥပဒေတွေဟာအခုခေတ်အခုအချိန်မှာကိုဗမာလူမျိုးအချင်းချင်းကိုပြန်နှိပ်ကုပ်ဖို့လောက်ထားတယ်လို့ဖြစ်လုံးဝပြင်းရမှာဒေါ်သာစုကြည်အာနာရရခဲ့တဲ့ငါးနှစ်ပြင်မယ်ပြင်မယ်ပြောတယ်ခြေဥလည်ပြင်းတော့ဘာပြင်းတော့ပောက်ကတွေလျှောက်ပြင်သွားတယ်ကိုနိုင်ငံအတွက်အဓိကကာကွယ်ထားတဲ့နောက်ကဥပဒေတွေကိုပြင်ချပလိုက်တယ်အဲစစ်ဥပဒေတွေပြင်ချပလိုက်တယ်အခုနိုင်ငံထဲမှာနေတယ်အဲစစ်တိုင်ကြမလို့မှန်ပါတယ်ဒါပေမဲ့ကိုယ်နိုင်ငံဟာသူများနိုင်ငံတွေကခလုတ်နှိမ့်လိုက်ရင်လည်းဘသူဘွားလို့ပေါ်တဲ့အနေထားအစီအမျိုးမဟုတ်ဘူးဒါကိုဒီဘုတ်မေ့နေပုံရတယ် ဒီအမျိုးသမီးမိခဲ့မိနေခဲ့ပုံရတယ်ဆိုတော့ကိုကအဲ့ဒါမျိုးလှုပ်ချင်ရင်နောက်နိုင်ငံတွေမှာလို့ဟုတ်လားအဲစင်းသွားတိုက်ကြမလို့ဆိုရင်လူတိုင်းမွေးလာကြတဲ့လက်ဝေးရစနစ်ကစသွေးရစုကစခလုတ်နှိပ်လိုက်တာနဲ့နာမည်ရိုက်ထည့်လိုက်တာနဲ့အချက်လက်အကုန်ကြနိုင်လောက်တဲ့ level တစ်ခုအထိရောက်အောင်လှုပ်ထားအဲ့လိုလှုပ်မထားနိုင်မယ့်ဆိုရင်တော့ရှေးဥဆွဲတွေပဲပြန်လာမှာတိုးတက်ချင်တိုးတက်အောင်လုပ်တိုးတက်တယ်ပြောင်းလဲချင်ပြောင်းလဲအောင်လုပ်ပြောင်းလဲတယ်နော်ကျွန်တော်လုပ်ခဲ့တဲ့2022ခုနှစ်ကကျွန်တော်ပြောခဲ့ပဲပြောင်းလဲဖို့အချိန်တန်နေတာမဟုတ်ဘူးပြောင်းလဲဖို့လှုပ်ဆုပ်လှုပ်ဖို့ ချိန်တန်းတာပြောင်းလဲအောင် လုပ်ဖို့အချိန်တန်းတာပြောင်းလဲချိန်တန်းပြီလို့ထိုင်းအော်နီယွန်လည်းပြောင်းလဲဘူးဟိုမတော့ပါတော့အနာဂတ်လို့အော်နီယွန်နဲ့မားတောက်ပါလားမဟုတ်တောက်ပါအောင်မလုပ်မရှင်းတောက်ပါမလားဘူးအော်လေးပုံမတော့ပါတော့အနာဂတ်ပြောင်းလဲချိန်တန်းပြီလို့ခဲအော်သေးလောက်အောင်ဖီမတော့ထောင်းအောင်ဘာမှပြောင်းလဲလာမှာမဟုတ်ဘူးဘာလို့ဘူးမှဘာမှမလုပ်ဘူးဘူးမှပြောင်းလဲအောင်မလုပ်အချိန်တန်းရုပ်ကဝန်နာနီကမှာကားကြီးတွေလက်သချင်းလေးတွေအော်တိုက်ပုံကြီးတွေဝေးပြီးလက်ကလေးပြရပြီးတော့ရုပ်ကဝယ်လဲပြီးတော့ဘာဖြစ်လဲကိုယုံကိုတက်ကိုလို့ဆက်ရှိရလို့ပုံမှန်ဒီပုံစံပဲဘူးမှပြောင်းလဲဘူးပြောင်းလဲဖို့ခင်ဗျားတို့ဒီလှုပ်ဆောင်ခြင်း damn it.